အားလုံးမင်္ဂလာပါကိုတိုင်းဖူဖူယူချန်နယ်ရတဲ့ပြင်းတို့ညီကိုတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်မင်းညာရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်၄ပွဲမှာဆိုရင်တော့၃ပွဲကျွန်တော်ညီကိုတွေဝင်ကြနိုင်မယ်လို့ထင်ပါတယ်ဒီနေ့ညာလည်းကိုတိုင်းကြိုက်တဲ့ပွဲစဉ်တွေလာရောက်ပြောပေးခြင်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တွေကကျွန်တော်တို့၁၀ခွဲမှာပဲကံမဲ့ Lesotho ဆိုတဲ့အတင်းနဲ့ Nigeria ပါပေါ့ချစ်တခုကိုကြည့်ရမယ်ဆိုတော့ Nigeria နှလုံးကို၈၀အချုံပေါင်းနေပြီခိုးပေါင်းက၃လုံးကို၂၀ပါဒီ Nigeria ကတောင်အာဖရိကကို South Africa ကိုသူ1-1နဲ့တည်ကြခဲ့တယ်ပေါ့လေအဲ့ဒါအဝေးကမှာ အခုကနိုင်ဂျီးရီးယားလက်ဆိုးသိုးဆိုတဲ့အသင်းကိုနှလုံး80ရှုံးပေးနေတယ်နိုင်ဂျီးရီးယားအသင်းကိုကြိုက်ပါတယ်နိုင်ဂျီးရီးယားအသင်းနဲ့ကိုဘောကိုကြိုက်ပါတယ်အဲ့တော့တင်းရတော့ကျွန်တော်တို့ဂျာမနီနဲ့လူစီပေါင်းမှာပေးရတဲ့ပေါ့ကျွန်တော်တို့ကိုကြည့်ရမယ်ဆိုတော့ဂျာမနီကလည်း၃လုံးကို55ပြားရှုံးပေါက်နေပြီးတော့ကိုပေါင်းစီက၄လုံးကို5ပြားအနိုင်မှာဒီဂျာမနီနေနဲ့အိမ်ကွင်းမှာဗျာသိရမလားဒီဒီ Northern Ireland နဲ့ Slovakia project gun ရဲ့အချိန်မှာဂျာမနီအိမ်ကွင်းမှာဖြစ်တဲ့အတွက်ဂျာမနီမနိုင်စရာအကြောင်းတော့မရှိပါဘူးအဲ့တော့ဂျာမနီ၃လုံး55ပြား အဆုံးမှာဂျာမနီအသင်းကိုကြိုက်ပါတယ်ဂိုးပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်နောက်တစ်သင်းရောက်ကျွန်တော်တို့ပြင်သစ်အသင်းနဲ့အဆာပါရှန်ဆိုတဲ့အသင်းမှာပြင်သစ်ကနေပြီးတော့၄လုံးကို65ဗျာအဆုံးပေါက်နေပြီးဂိုးပေါင်းစရ5လုံးကို9ဗျာအနိုင်ပါဒီပြင်သစ်အသင်းကိုကြည့်ရမယ်ဆိုရင်တော့အမ်ဘာပေးရှိတယ်ဗျာအိုဘန်နီကကျွန်တော်ဟိုးတစ်ကောက်ကကျွန်တော်ကြီးခဲ့တဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီပြင်သစ်တော်တော်ကောင်းတယ်ဗျာတော်တော်တော်ကောင်းတာအဲ့တော့ပြင်သစ်အသင်းကိုကြိုက်ပါတယ်ဂိုးပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်နောက်တစ်သင်းကကျွန်တော်တို့ဘယ်ဂျီယန်နဲ့နောက်မက်ဆီဒိုနီရပါဘယ်ဂျီယန်ပေါက်နေတာကတော့နှလုံးကို25ဗျာ အရှုံးပေါက်နေပြီးတော့သုံးလုံးကိုကိုပေါင်းစည်းကသုံးလုံးကို55ပြားအရှုံးပေါက်နေပါတယ်ဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုလို့ရှင်တို့ဘေဂျီယံကရမတ်7မှတ်ရှိပြီးတော့အဆင့်ကနှစ်ပါဒီမက်ဆီဒိုနီးယားကတော့ရမတ်က7မှတ်အဆင့်ကတစ်ပါတင်းနေနေကန်ကြတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီဘေဂျီယန်နေနဲ့အင်ကွင်းမှာတော့ကောင်းကောင်းလေးတော့ကန်လိမ့်မယ်လို့ထင်ပါတယ်။သူအဲ့ဒီအတွက်နှလုံး25ပြားအရှုံးမှာ ဘယ်ဂျီယံအသင်းကိုကြိုက်ပါတယ်၃လုံး45မှာမက်ဆီဒိုနီးယားလည်းဂိုးမျောလင်းတဲ့အတွက်ဂိုးပေါ်ကိုလည်းကြိုက်ပါတယ်အဲ့တော့ဘယ်ဂျီယံအသင်းနဲ့ဂိုးပေါ်ပါနောက်ဆုံးကိုတိုင်းကြိုက်နေတဲ့ပွဲစဉ်လေးရပါလိမ့်အဲ့ဒါကတော့၆နာရီခွဲမှအကံပဲအာဂျင်တီးနားနဲ့ဗီနီဇီးယားပါဒီကြည့်ရမယ်ဆိုလို့ရှိရင်တော့အာဂျင်တီးနားနေပြီးတော့ပေးထားတဲ့ပေါ်ချက်တစ်ခုကိုကြည့်ရမယ်ဆိုနှလုံးကို20နှလုံးကို25ပြားအနိုင်ပေါက်နေပြီးဂိုးပေါင်းစရာ၃လုံးကို25ပြားအနိုင်ထပ်ပေါက်နေပါတယ်ဒီအာဂျင်တီးနားကအဝေးခွင်မှာအီကွေဒေါ်ကို1-0ဆိုတဲ့ရာနဲ့သူရှုံးခဲ့တယ်ပေါ့လေအဲ့ပွဲစဉ်မှာတော့ရှုံးခဲ့တယ် ဲ့တော့ဒီဝက်စင်မှာအဲ့ဒါကလည်းအဝေးကမှရှုံးခဲ့တာဗျာအခုကအင်ကွင်းမှာကမ်းမှာအာဂျင်တီးနားအနေနဲ့မာတီနက်တို့ရဲ့ပါလာမဲ့အနေထားတစ်ခုမှာတော့ဒီဗီနီစီယာတော့တောက်ခံနိုင်မယ်လို့မထင်ပါဘူးအဲ့တော့အင်ကွင်းဖြစ်တဲ့အာဂျင်တီးနားကိုကြိုက်ပါတယ်နှလုံး၅ဗျာအနိုင်မှာအာဂျင်တီးနားအသင်းကိုကြိုက်ပါတယ်ဂိုးပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီနိုင်ငံအသင်းတွေကဘယ်တော့မှဂိုးရှော့သွင်းတဲ့အနေထားတစ်ခုမရှိပါဘူးအဲ့တော့ဂိုးပေါင်းအပေါ်လည်းကြိုက်ပါတယ်အာဂျင်တီးနားအသင်းလည်းဂိုးပေါ်ပါတော့ညီကိုတွေးဆင်ပြေးကြလိမ့်မယ်လို့ထင်ပါတယ်ကိုတိုင်း ပွဲစဉ်လေးတွေကိုပြန်ပြီးရှုပ်ပေးပါမယ်အဲ့ဒီပွဲစဉ်ကတော့ Lesotho နဲ့ Nigeria မှာဆိုရင် Nigeria အသင်းနဲ့ဂိုးပေါ်ကြိုက်ပါတယ် Germany နဲ့ Lucy ပေါင်းမှာဆိုရင်တော့ Germany အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ပြင်သစ်နဲ့ Azerbaijan ဆိုတဲ့အသင်းမှာဆိုရင်တော့ပြင်သစ်အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ် Belgium နဲ့ North Macedonia မှာဆိုလို့ရှိရင်တော့ Belgium အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်နောက်ဆုံးအသင်းအနေနဲ့ကတော့ကျွန်တော် အာဂျင်တီးနားနဲ့ဗင်နီဇီးယားမှာဆိုရင်တော့အာဂျင်တီးနားအသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ဒီပွဲစဉ်တွေမှာကိုတိုင်းအကြိုက်ဆုံးကဘာလဲလို့မေးလို့ရှိရင်တော့အာဂျင်တီးနားအသင်းနဲ့ဂိုးပေါ်ကိုအကြိုက်ဆုံးဖြစ်နေပါတယ်အာဂျင်တီးနားအသင်းကိုကြိုက်တွေ့နေပါတယ်ကျွန်တော်ဒီကိုရွေးအစီအမိကြလိမ့်မယ်လို့ထင်ပါတယ်ဒီညလည်းကျွန်တော်ညူနေတူအော်ဝင်ချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ပြီးတော့ကျွန်တော်ညီကိုတွေဝန်ခံပေးကြပါအောင်နောက်ပြီးလို့ကြာရင်ကျွန်တော်ညူနေတူပြန်လည်တွေ့ဆုံချင်ပါတယ်အားလုံးပဲကံကောင်းကြလိမ့်မယ်အင်းကံကောင်းပါစေလို့ဒါရင်ဆုတောင်းပေးပါတယ်